2025ခုနှစ်မေလ29ရက်ကျွန်တော်ခီတော်ဟန်လဲခီရီတော်နဲ့ကျွန်တော်ကြည်ကျရဲ့မေတ္တာဖြစ်ဒီဒီလေးဆောက်လုပ်ပေးထားတဲ့စာပေကြောင်းလေးကျွန်တော်ရဲ့ကျောင်းနံပါတ်၄ကျောင်းလေးကိုသင်ကြည့်ဖြစ်ပါတယ်ပြောကလေးလေးအားလုံးကိုရှင်းရှင်းနဲ့ပညာသင်နေကြတာတွေ့ရပါတယ်မလုံးမလောက်ပစ္စည်းတွေဝယ်လို့မရခက်ခဲတဲ့ကြားတွေကရအောင်ဆောက်ခဲ့တဲ့ကျောင်းလေးဟိုတူတဲ့အကာရံလေးတွေလိုအပ်တာလေးတွေဖြတ်ပြေးပြီးတော့ လာပြန်ကြည့်တာဖြစ်ပါလေ။အော်ကလေးတွေမူလန်းကလေးတွေ၆တန်းလောက်ထိကလေးတွေအားလုံးပြောရှင်နဲ့ပြန်ပြင်နေကြတယ်။အမဆာဆမားတွေအတွက်ကတော့ခက်ခဲတွေရှိနေတာကိုတွေ့ရပါတယ်။ကျွန်တော်စိတ်ပူတာတော့ပြီးခဲ့တဲ့စာတင်နှစ်တစ်နှစ်လုံးကျွန်တော်ချက်သိန်း140ဝန်းကျင်လာစင်ပေါ့။ဒီစမ်းတောင်နဲ့ဂရမီတကြောကစာတင်ကြောင်းတွေကိုကျွန်တော်လာစားဆာဆမားတွေထောက်ပံ့ပေးခဲ့တယ်။ ုနှစ်လာမဲ့စာတက်ကောကျွန်တော်အနေနဲ့ထောက်ပံ့ပေးနိုင်ပါမလားဆိုတာကိုကျွန်တော်ကြိုးပမ်းနေတာပါဒါလည်းပြည်သူတွေတံပိုးပေးခဲ့တာတွေကိုအကျိုးရှိစွာစနစ်ကျအသုံးချပြီးကျွန်တော်ပြင်ပမှန်မှန်ပေါ့တောင်းတွေတောင်းဆောင်တွေတော့ရွာတွေထိသွားပြီးကျွန်တော်လာစင်လိုက်လာစာပေးပို့တော့ပေးပို့ရင်တည်းမှာဉာဏ်ဝိပညာလင်းဆိုပြီးတော့ PVD ပါတပါးလေးတက်ပေးခဲ့တာခုတည်းက TV စနစ်အပါပေါ့ဆိုလာတွေတက်ပေးခဲ့တာဆိုရင်တော့53ခုမြောက်ရှိပါပြီဖြစ်တယ် အဲ့ဒီ solar စနစ်တစ်ခုရဲ့တန်ဖိုးကအနည်းဆုံး7300ရံနေပြီးတော့50အထက်မှာရှိပါတယ်အဲ53ခုအထိကျွန်တော်တက်ခဲ့ပြီးပြီတော်လိုင်းတက်တယ်လေတချို့တော့ပါတာပေါ့တော်လိုင်းတက်5ခုလောက်တော့ပါတာပေါ့ဆိုတော့အခုရှေ့လာမယ်စာတင်နေ့မှာကျွန်တော်ဆံမတွေကိုနားစာပြီးမှပြီးနိုင်ပါမလားဤသူတွေကူလာရင်တော့ကျွန်တော်ဆက်လက်ဆောင်ရွက်ပေးသွားနိုင်မှာပါအာတော်လည်းအခုလောတဲ့တော့ဒီကာလကငလျင်တင့်ပြီးတဲ့နောက်ပိုင်း နောက်တစ်ခါကျွန်တော်လည်းလိုင်းပေါ်တိတ်ပြီးတော့မတက်ဖြစ်တဲ့နောက်ပိုင်းပညာရေးအတွက်အကူအညီအားနည်းလာလာတော့တွေ့ရပါတယ်အဲဒါပဲဒီရက်ပိုင်းတော့တောင်းဆောင်တစ်နှစ်ဆောင်ကျွန်တော်စောက်ပေးဖို့လူရှင်လက်ခံရရှိထားပါတယ်တောင်းဆောင်တစ်နှစ်ဆောင်ပေါ့အဲလာစာတွေအတွက်လည်းအကူအညီပေးစေခြင်းနဲ့အကူအညီပေးနိုင်ပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါကျွန်တော်တို့ဆောက်လုပ်ပေးထားတဲ့ဒီကမ်းပေးထားတဲ့အကြောင်းတော်လေးဖြစ်ပါတယ်